။အခုခင်ဗျားတို့ဘယ်လိုစုံစမ်းစစ်ဆေးအဖြစ်ပြီးအရေးတက်လဲ။ခင်ဗျားသားကလက်စကားထွက်ပြီးတော့ခင်ဗျားတို့ကအမှန်တရားတွေအတရားများတောက်မှုတွေရှိပါတယ်ဆိုတော့ပုံစံမျိုးဖြစ်အောင်စတားလင်ကိစ္စလိုမျိုးအင်းတော်ကဆိုင်ရခိုးလို့ခိုးတဲ့အမှုပုံစံမျိုးအသေးအဖွဲ့လေးတွေနဲ့နာမည်ကောင်းရှုမနေတဲ့အခုလိုမျိုးတိုက်သည့်ပြည်သည့်ကဘာသည့်ရုံမှရက်ဆက်မှုတွေကိုဒါခင်ဗျားတို့ကိုထောက်ခံနေတဲ့နေကိုနေမင်းနေကိုယ်တိုင်ကမခံနိုင်လို့ဆိုင်ပုတ်တွေဆွဲကင်လမ်းမှာပေါ်ထွက်ဆန္ဒပြရမှုတွေကိုဒါခင်ဗျားတို့စုံစမ်းစစ်ဆေးအပြစ်ပေးပါတတိရှိရင်တာဝန်ယူမှုတာဝန်ခံမှုရှိရင်စုံစမ်းစစ်ဆေးကြပါ ဒီစီခါနဲ့ကောဆောမျိုးနယ်တွင်အသက်မပြည့်သေးသည့်မိန်းကလေးငယ်တဦးကိုမရင်းကျင်ပြီးတက်ဖြတ်အလောင်းဖြောက်သည့်မင်းမင်းဆိုးကို UNG ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးရရှိပြည်သူများကတေးတန်းအပြစ်ပေးရန်ချီတက်တောင်းဆိုလိုက်သလိုမပူတူးကလည်းအပြောနဲ့အလုံညီဖို့တောင်းဆိုလိုက်သည်မို့အဆုံးထိနာဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာ မင်္ဂလာပါမျိုးရေဇမမဘုဒ္ဓမဟာသေးပါရှင်ဒီနေ့နောက်25ခုနဲ့အောက်တိုဘာ26ရက်နေ့ဖြစ်ပါတယ်စကားတိုင်းဒေသကြီးအင်းတော်မျိုးနဲ့မှာရဆိုင်ငယ်ပြမှုတန်တရာနဲ့နော်အင်းတော်ပြည်သူ့ကာကွယ်အဖွဲ့ကမျိုးသားတို့ကိုဖမ်းဆီးစစ်ဆေးခင်မှာလက်လုံပြီးသိဆုံးသွားပါတယ်တဲ့ဒီမှုနဲ့ပတ်သက်လို့တဲ့အင်းတော်ပြည်သူ့ကာကွယ်အဖွဲ့ရဲ့အထူးတာဝန်ခံကိုအန်ယူဂျီကစစ်ဆေးနေတယ်လို့ပြောပါတယ်အဲဆိုတာကသူကတခုတည်းကိုဖမ်းမိတာတော့မှတရားဥပဒေနဲ့အညီလုပ်တယ်ပေါ့ ်เนาะဒီတကူကိုဖမ်းလိုက်တယ်ဖမ်းလို့တော့ဖမ်းစစ်စစ်စစ်မှာတေးသွားတယ်အဲ့ဒီအတွက်တရားမျှတမှုအမှန်တရားပေါ်ပေါက်ဖို့အတွက် NUG ကဆစ်ဆင်းနေတယ်ရှင်းပါလေလို့ပဲစင်ကူးမှာစတားလင်အနေနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ဒီ PDF တွေနဲ့เนาะသူတို့အာ PDF ရဲ့ရောက်ခမမိသားစုနဲ့ပြဿနာတွေတွေ့ကြလားခင်ဗျားတို့မြင်လိမ့်မယ်အဲ့ဒီချိန်တုန်းကလည်း NUG ကစာရီထုတ်တယ် PDF ရဲဘော်တွေအနေနဲ့ကပြည်သူကိုမချေမငံဆက်ဆံလို့ထိထိရောက်ရောက်အရေးယူသွားမယ် ပြည်သူကိုချစ်ချင်းငငယ်ဆက်ဆံရမယ်ဆိုပြီးပြောတယ်။အာဆိုတော့သူတို့ကပြည်သူကိုအလေးထားတယ်။အာတရားဥပဒေမဲ့မင်းမဲ့ဇယိုက်တွေမလုပ်ဘူးဆိုတဲ့သဘောနဲ့လူတို့ကိုပြည်ရင်နဲ့ဝိုင်းချတနည်းအားဖြင့်ဖနဲ့ချားကနဲ့စကားထွက်ကြတယ်။တကယ်တော့ခမားတို့တွေအမှန်တရားကိုလိုလားတယ်တရားမျှတမှုကိုလိုလားတယ်တာဝန်ယူမှုတာဝန်ခံမှုရှိရဆိုရင်အခု2025ခုနှစ်အရှိလာပိုင်းအကုန်မှာသခိုင်းတိုင်းဟိုးမလင်းမြို့နယ်က PD ရဲ့ခေါင်းဆောင်စိုင်းအောင်အပါဝင်သူတပည့်အယောက်20ကိုအမှုကြီးကပြန်ဖမ်းသွားတယ်2025ရှစ်လပိုင်းအကုန်မှာပဲစကိုင်းတိုင်းမင်းကင်းမြို့နယ်မှာမင်းကင်း local union ဆိုတဲ့ PD ရဲ့အဖွဲ့တွေကိုအမှုကြီးကပြန်ဖမ်းတဲ့အတွက်သူတို့ကိုထောက်ခံနေတဲ့မိပေါ်မိပိလူပေါင်း200နီးပါးဆန္ဒပြကြတယ်။ဒီအကြောင်းအရာကခမားတို့ဒီတရင်မှန်လို့လက်ခံယုံကြည်အားပေးနေတဲ့ DPP က ြင်ညာခဲ့တဲ့တဲ့။ဒါဆိုရင်အဲ့ဒီလူတွေကိုအခုအန်ယူဂျီကဘယ်လိုဆွစီနေတယ်လဲ။ဟိုမလင်း PDF ခေါင်းဆောင်ဆိုင်းရအောင်ပါဝဲအယောက်20မင်းကင်းလူငယ်ယူနီယံက PDF အဖွဲ့တွေကိုဖြစ်လာပိုင်းကုန်တော့ကအန်ယူဂျီကဖမ်းသွားတယ်အခုဘယ်လိုဆွစီနေတယ်လဲ။ဒါအနည်းဆုံးဆုံးဖြစ်စဉ်ကိုပြောပြတယ်။နော်။ရှေ့မှာလည်းပဲအဲ့ဒီလိုမျိုးအန်ယူဂျီကဖမ်းပြီးတော့လူသက်အလောင်းဖြောင်းလိုက်တဲ့ကိစ္စတွေအများကြီးရှိတယ်။ မားတို့အဲ့ဒီလိုလူသက်အလောင်းဖြောက်လို့လည်းပဲခမားတို့ကိုထောက်ခံတဲ့နေပိနေကိုယ်တိုင်ကခမားတို့ကိုစံနာပြကြတယ်။ဒီမှုတွေကြတော့ခမားတို့ဘာကြောင့်နှုတ်ပိနေကြသလဲ။ပရမဆုံးဖြစ်စဉ်က2021ဆဆချင်းမှာရင်းမပင် PD ရဲ့ခေါင်းဆောင်တဘီအေးဆရာတော်ဥတော်ပါကရဲ့အခွဲကလူပေါင်း21ယောက်ကိုတတ်ပြလိုက်တယ်။သူတို့တတ်တဲ့လူက ရမမင်းမျိုးနဲ့လာဖို့ကြေးရွာမှာလူငယ်တယောက်ထိခိုက်ဒဏ်ရာရပြီးခြေတော်ကျိုးသွားတယ်။ခြေတော်ကျိုးသွားလို့ဒီလူငယ်ကိုနော်ပရိဒါအဖွဲ့လိုမျိုးချက်ချင်းနေအဖွဲ့တွေကမျိုးကိုစိတ်ကူပူကားနဲ့ခေါ်သွားတယ်။အဲ့ဒီချက်ချင်းနေဝန်ထမ်းတွေကိုစီဒီအမ်လို့လို့ဆိုပြီးဖမ်းပြီးတပ်ပလိုက်တယ်။ဒီချက်ချင်းနေဝန်ထမ်းတွေကကျိုးသားတဲ့ပြည်သူတွေပါဒီလာဖို့ကြေးရွာကခြေတော်ကျိုးတဲ့လူငယ်ကလည်းစစ်တပ်ထောက်ခံတဲ့တလန်မဟုတ်ပါဘူးဆိုတာကိုလောက်လန်ပြီးအာမခံပြီးတဲ့ဟီးရိုတိုက်ကားဆိုတဲ့ PDF တစ်ခွက်လုံးကိုလည်း ရင်းမပင် PD ရဲ့ခေါင်းဆောင်ဥတော်ပါကရဲ့အဖွဲ့ကတပ်လိုက်တယ်။ဒါကြောင့်မလို့ရင်းမပင် PD ရဲ့ခေါင်းဆောင်ဥတော်ပါကတို့အဖွဲ့ကိုအရေးယူပေးပါဆိုပြီးတော့စကိုင်းတိုင်းနေမှာရှိတဲ့ကျန်တဲ့ PD ရဲ့အဖွဲ့ပေါင်း63အဖွဲ့က NUG ကိုတိုင်ခဲ့တယ်။အခု9နေရှိပြီဘလို့စစ်စစ်အပြစ်ပေးရေးလိုက်တယ်လေ။ Starlink ပြဿနာနဲ့ပတ်သက်လို့ဒီ Starlink ကိစ္စနဲ့ပတ်သက်ပြီးရန်ဖြစ်တဲ့ကိစ္စကလူတိုင်းကြိတ်လိုက်တာနဲ့ဒီအရှင်မင်းအောက်ယူတဲ့လုံးလဲဆိုတာအားလုံးသိတယ်။ ဲ့ဒီလိုအင်ရှင်မိသားစုတွေလုံးနဲ့ကိစ္စပေါ်တော့မှခင်ဗျားတို့ကပြည်တည်းတွေက PDF ကိုမချေနိုင်ငံဆက်ဆံလို့ခင်ဗျားတို့စစ်ဆေးပါတယ်အပြစ်ပေးပါတယ်ရေးယူပါတယ်ဆိုရင် PD ရဲ့အဖွဲ့ပေါင်း63ဘွဲ့ကိုယ်တိုင်ကတရလိုလုပ်ပြီးတိုင်နေမှုကြောင့်ခမတို့ဘာကြောင့်အပြစ်မပေးတာလဲ။ကျွန်မမြင်တယ်။အဲ့ဒီရင်းမပဲ PDF ကပဲ2023ခုနှစ်ကစလင်းချင်းမျိုးနဲ့စာခါရွာမှာရှိတဲ့အမျိုးသမီးတွေကို CDM မလို့လို့ပါဆိုရင်ညကြီးအချိန်မတော့ရွာကိုမီးမိတ်အမောင်းချတွေဖမ်းသွားတယ်။ သူတို့ဖန်ခံရတဲ့အမျိုးသမီးတွေထဲမှာကိုဝင်6လရှိတဲ့အမျိုးသမီးတယောက်ပါတယ်။အဲ့ဒီအမျိုးသမီးတွေကိုမိမ6ယောက်ကိုညာကြီးအချိန်မတော်တရားလုံးအမောင်ချစီဒီယမ်မလို့ဆိုပြီးဖန်စီတက်ဖြက်လိုက်တဲ့အမှုကိုဝင်အရင်မှဖြစ်နေတဲ့အမျိုးသမီးကိုတတ်လိုက်တဲ့အမှုကိုပေါ့ခင်ဗျားတို့အမျိုးကြီးကလို့စုံစမ်းစစ်ဆေးအပြည့်ပေးတယ်လေ။နောက်ဆုံးအဲ့ဒီရင်းမပင် PDF ကပဲလောင်းတော်ကတပအမျိုးသားဘေးမဲ့တဝုံးမှာ တစ်တေကိုထုတ်ရောင်းစားနေတာ90ရာခိုင်နှုန်းလောက်ပုံနေပါပြီဆိုပြီးတော့အန်နူဂျီရှင်ကိုတိုင်စာပို့ခဲ့တဲ့ဥကပြရဲဘော်ကပြားကိုခမားတို့အချင်းချင်းနှုတ်ပိတ်ပြီးတက်ဖြတ်လိုက်တယ်။အန်နူဂျီကဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးရင်းနေတယ်လေ။အဲ့ဒီရဲမပင်ပီဒီအက်ကပဲဘိန်းမောင်ကိုကူတို့ချင်းပြင်းထဲမှာချင်းလက်နက်ကင်တပုံခွဲကဖမ်းဆီးရမိတယ်။ရဲမပင်ပီဒီရဲ့ကတရင်မှုရဲ့လက်မှတ်နဲ့ဘိန်းမောင်ကိုကူတဲ့ ်ခမားတို့ဘလို့စုံစမ်းစစ်ဆေးအပြစ်တွေအေးအေးယူလိုက်တယ်လေအဲ့ဒီရင်းမပင် PDF မကွေးတိုင်းစုံမျိုးနယ်တွင်အသက်မပြည့်သေးသည့်မိန်းကလေးငယ်တဦးကိုမရင်းကျင့်ပြီးအလောင်းဖြောက်သည့်အမျိုးသားတဦးကို UNG ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးရရှိကြောင်းဒေတာတည်င်းမြင့်ရော့လင်းနှမ်းမှကိုအောင်ကြီးကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့ပြောဆိုသည်စုံမျိုးတွင် အသက်20နှစ်အရွယ်မျိုးသားတဦးကတနှစ်အတွင်းအသက်မပြည့်သေးသည့်မိန်းကလေးနှစ်ဦးကိုမရင်းကျင့်ခဲ့ပြီး မိန်းကလေးငယ်တဦးကိုတက်ဖြတ်ကာအလောင်းဖြောက်ခဲ့ကြောင်းအော်တိုဘာလ22ရက်နေ့ကစောမျိုးတီးရယတနာရက်ွက်တွင်နေထိုင်သောအသက်73နှစ်အရွယ်မိန်းကလေးတဦးကိုမိသားစုဝင်များနဲ့ယင်းသည့်အသက်20နှစ်အရွယ်မင်းမင်းဆိုးကနေအိမ်မှခေါ်ထုတ်သွားခဲ့ကြောင်းယင်းနောက်မိန်းကလေးငယ်မှာပျောက်ဆုံးသွားသဖြင့်လိုက်လံရှာဖွေရာအော်တိုဘာလ25ရက်နေ့တွင်မရင်းကျင်းတက်ဖြတ်ခံထားရသောပုတ်ပွားနေသောရုပ်အလောင်းကို ဆောမျိုးစေးရုံဝန်ထဲရှိအခန်းတစ်ခုတွင်ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်ထို့ကြောင့်ဆောမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမရင်းကျင့်လူသက်သည့်ကျူးလွန်သူတရခံကိုလိုက်လံရှာဖွေရာမင်းမင်းဆိုးကိုဆောမျိုးနယ်အတွင်းဖမ်းဆီးရရှိခဲ့ကြောင်းဖမ်းဆီးရရှိသူမင်းမင်းဆိုးကိုယ်တိုင်ကလည်းအဆိုပါမင်္ဂလေးအားတက်ဖြတ်ကအလောင်းဖြောက်ဖြက်ခဲ့သည်ကိုဝန်ခံထွက်ဆိုထားကြောင်းသိရှိရသည်ဒီကောင်က ပထမအကြိမ်ဖြစ်စဉ်အမှုတစ်ခုရှိတယ်ဒီလိုပဲအသက်အရွယ်မပြည့်သေးတဲ့မင်းကလေးတယောက်ကိုဖျားယောင်းတွေးဆောင်ပြီးတော့မှ ကမလိန်လေရယူမှုဆိုတဲ့ပုံစံမျိုးပေါ့အဲ့ဒီအမှုနဲ့တိုင်ထားလို့ဖန်ဆီးထားတာအဲ့ဒီလိုဖန်ဆီးထားတဲ့အချိန်မှာထွက်ပြေးလွတ်မြောက်သွားပြီးတာအဲ့လိုလွတ်မြောက်သွားပြီးတော့အခုလက်ရှိဒုတိယအမှုထက်ကျူးလွန်လာအခုဒုတိယအမှုကတော့လူတက်မှုရဲ့မရင်းကျင်းမှုရဲ့တွဲပါလာတာဒါကတနဦးစစ်စစ်ချက်အရာပဲရှိသေးတာဟုရော်လင်းတန်းမှကိုအောင်ကြီးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြသည်။ရောက်ပြန်ပါပဲ မင်းသားကြီးခေါ်ကျော်ဟိန်းဆိုတဲ့ကောင်ကသူများမရကိုဝင်ဆောင်တဲ့ကိုမရင်းကျင်လို့ကိုဝင်ပြက်ကြသွားတယ်ခင်ဗျားတို့ဘလို့ဆုံးစမ်းစစ်စစ်အပြစ်ပေးအေးလို့တဲ့မထောင်းနဲ့နှစ်ဆက်နဲ့တက်တယ်ကပြောခဲ့တာနော်အန်ယူဂျီကပြောရေးဆိုခွင့်ရှိသူပါတို့နိုင်ထူးအောင်ပါတို့နော်အာအန်ယူဂျီကဝင်ကြီးပါတို့နိုင်ကောင်းရွက် နိုင်ကောင်းရွက်ကိုယ်တိုင်ကရင်းမပင် PDF ကဲဒီလူတက်မှုတွေအကြိမ်မှုတွေ ပြစ်မှုတွေကိုအန်ယူဂျီကဝင်ကြီးနိုင်ကောင်းရွယ်ကိုယ်တိုင်ကစုံစမ်းနေပါတယ်ဆိုပြီးခမတို့2020နဲ့တက်တယ်ကပြောခဲ့တာအခု2025ရောက်သွားပြီဒီမှာလည်းအဖြစ်အင်းတော်ပါခါပါဆိုင်ငယ်ခိုးမှုနဲ့လူတယောက်ကိုတတ်တာတောင်မှခမတို့စုံစမ်းစစ်ဆေးရဲဆိုရင်ဒီအမှုတွေကခမတို့ဘာကြောင့်နှုတ်ပိတ်နေကြတာလဲကျမရဲ့ဗီဒီယိုဖိုင်တွေကိုအမြဲတမ်းဖြည့်ညက်ကပ်လုပ်နေတဲ့ကောင်းနေကောင်းမတွေဖြေးလာကျမဆင်ခေါ်မယ်နောက်တစ်ခုပြန် စရဲ့တပ်ဖွဲ့ဝင်2ဦးအပါ3ဦးကိုမင်းကင်းမြို့နယ်တရင်လေးကပြစ်ခတ်ဖမ်းဆီးတဲ့အတွက်ဒေသခံတွေဆန္ဒပြတောင်းဆိုနေကြပါတယ်တဲ့ဒါကခင်ဗျားတို့အားပေးနေတဲ့မြေအလက်တန်သတင်းဌာနကရေးသားဖော်ပြတာနော်အဲ့ဒီမှာလက်တင်လာဟောင်းအာနာရှင်လောက်အလို့မရှိဆိုပြီးတော့သူတို့ခင်ဗျားတို့ကိုအားပေးတဲ့နေပင်းတွေကိုယ်တိုင်ဆန္ဒပြတောင်းဆိုရဲခင်ဗျားတို့ဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးတယ်နောက်မှုပါလာဖာပလဲမောင်တေဆုံးမှုအမှုမှန်ပေါ်ပေါက်ရေးအန်ယူဂျီမှအမြန်ဆုံးဖြည့်ရှင်းပေးရေးဒူအေးဆိုပြီးတော့ဆန္ဒပြနေကြတယ်နောက်တစ်ခုပြမယ် ဒေတာမှန်နဲ့သဘောမတူပဲရွှေမျိုးစီမံကိန်းလုပ်ထားကြအောင်မင်းကင်းကပါဖပါကဖတွေကိုဒေတာခန်ကြီးကနှစ်ကြိမ်စတိုင်းဆန္ဒပြပါရဲတဲ့ဒါကခင်ဗျားတို့အားပေးတယ်တဲ့မြန်မာနောင်ကတည်းအဲ့ဒီရွှေမျိုးတွေလို့လို့ဆန္ဒပြတာကဒီမင်းကင်းတစ်ခုလည်းမမဟုတ်ဘူးဘုဒ္ဓလင်မာလည်းဒီလိုပဲမင်းတို့စီကလည်းနဲ့တွေကခိုးနီတွေကိုကာကွယ်ဖို့အတွက်လားဆိုပြီးတော့မင်းကင်းမာတဲ့ဆန္ဒပြတာမဟုတ်ဖယ်နဲ့ဘုဒ္ဓလင်မာလည်းအဲ့ဒီရွှေမျိုးစီမံကိန်းတွေရွှေကျင်းတဲ့လုပ်ငန်းတွေကို ခရိုနီတွေကိုလက်နက်ကင်ပြီးကောက်ွယ်ပေးထားတဲ့ PTF တွေကိုမီပေါ်နေပိတ်တွေကိုယ်တိုင်ကဆန္ဒပြပြီးတော့တံကွက်ခဲ့ဘူးလေခင်ဗျားတို့အန်ယူဂျီဘလို့စုံစမ်းစစ်စစ်တစ်ပိအရေးယူတယ်နောက်ထပ်တက်ဖို့ဓမြတိုက်တဲ့ပါးပါးတွေကိုအရေးယူမယ်လို့ဝက်လက်ရဲတဲ့ခွဲကပြောပါတယ်တဲ့ဒီသူပကဖာတော့ဒီသူကကွယ်ရေးတဲ့ခွဲကနေပြီးတော့ဒီသူကိုပြန်ပြီးဓမြတိုက်တယ်ဓမြတိုက်တဲ့ကောင်တွေကိုဖမ်းမိတယ် ဝက်လက်ဖားကဖားကအပြစ်ပေးမယ်လို့ပြောတယ်အခုခမရတို့ဘလို့ဆုံဆန်းဆစ်ဆေးအပြစ်ပေးအရေးတယ်ဖနေချားကလက်စကားထွက်ပြီးတော့ခမရတို့ကအမှန်တရားတွေတရားမျှတမှုတွေရှိပါတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်စတားလင်ကိစ္စလိုမျိုးအင်းတော်ကဆိုင်ရခိုးလို့ခိုးတဲ့အမှုပုံစံမျိုးအသေးအဖွဲလေးတွေနဲ့နာမည်ကောင်းရှုမနေပဲအခုလိုမျိုးတိုင်းတိပြည်တိကဘာတိရုံမှရက်ဆက်မှုတွေကိုသာခင်ဗျားတို့ကိုထောက်ခံနေတဲ့မိဘနီပိန်းတွေကိုယ်တိုင်ကမခံနိုင်လို့ 三步的帅哥，两把宝刀，三大漂亮蝴蝶姑娘，他们家都崇尚四十一笔八发，不听闲言，当官有目，当官看目视。